အိမ်အောင်စုစရာတဲ့ကထုတ်လိုက်ရင်လင်မယားကွာရှင်ပြီဖြစ်ပါသလားအားလုံးပဲမင်္ဂလာပါကျမကတော့တရားလွတ်တော်ရှိနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်မိကုံးလေးတခုမိမြန်းထားလို့ဖြည့်ကြပေးခြင်းပါတယ်မိကုံးလေးကအိမ်အောင်စုခွဲကွဲထုတ်ခြင်းကိုလင်မယားကွဲပြီးဖြစ်သလားရှင်ကျေးဇူးပြုပြီးဖြည့်ပေးပါလားရှင် လက်မှတ်မထိုးရသေးပါဘူးဆိုပြီးမိကုံးလေးတခုမိမြန်းထားပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်မြန်မာလေးထုံနှံဥပဒေအရလက်ထက်တာပဲဖြစ်ဖြစ် င်ကွာရှင်းတာပဲဖြစ်ဖြစ်လက်ထက်စာချုပ်တွေကွာရှင်းစာချုပ်တွေမလိုအပ်ဘူးလို့ကျွန်မအရှိယာဗီဒီယိုတွေမှာပြောထားပြသပါဗောနော်အဲ့တော့နှစ်ဦးလုံးကလက်ထက်ဖို့ရန်ဆန္ဒရှိတယ်ကွာရှင်းဖို့ရန်အတွက်ဆန္ဒရှိကြတယ်ဆိုရင်တော့ဒီလက်ထက်ထိန်းများမှုဒီကွာရှင်းပြည့်စုံမှုကတရားဝင်ပါတယ်ဒါပေမဲ့လည်းပဲအခုချိန်မှာတော့နှုတ်တရားစာတစ်လုံးဆိုရဲဆိုရိုးစကားနဲ့ညီလက်ထက်မယ်ဆိုလက်လက်ထက်စာချုပ်ကွာရှင်းမယ်ဆိုရင်လက်ကွာရှင်းစာချုပ်အဓိကကတော့လက်ထက်တဲ့အချိန်မှာပြဿနာမရှိပေမဲ့လက်ထက်တဲ့အချိန်ကတော့လက်ထက်စာချုပ်မလုပ်ရင်တော့မှအခမ်းအနားတွေဆုံးကတ်တာတွေတခုခုပေါ့နော်ရက်တိ ည့်ရွာသည့်လင်များအဖြစ်ပေါင်းသိနေထိုင်ကြရဲဆိုရင်တရားဝင်နေ။ question ရဲ့အချိန်ကျတော့မတူဘူးပေါ့နော်ဒီလိုပွဲခန်းသားတွေပြုလုပ်ပြီး question တာမျိုးလည်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့ပဲနှုတ်ဆန္ဒရှိသည့်ဖြစ်စေ question စာချုပ်ကိုတော့မဖြစ်မနေဆောင်ရွက်သင့်နေဆိုတာမျိုးကိုတော့အရှိဗီဒီယိုတွေမှာအချိန်ချင်းဆွေးနွေးခဲ့ပြီးဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ဒီမှာတစ်ခုရှိတာကကျတော့အိမ်တော်ဥစည်းရတဲ့ကနေခွဲထွက်လိုက်ယုံနဲ့လင်များ question မီဖြစ်သလားဆိုရင်တော့လင်များ question ပြီးတော့မဖြစ်ဘူးပေါ့နော်။နှစ်ဦးလုံးဟာလင်များ question ပို့ကြရတဲ့အတွက်ဆန္ဒရှိကြတယ်။အဲဒါ question ှင်ဖို့အနှူးရုံးဟာပြက်သားဖို့ရဲ့အတွက်ဆန္ဒရှိရဲဆိုရင်တော့တမျိုးတမီဖြစ်မယ်ပေါ့နော်ဒါပေမဲ့လည်းပဲဘလို့ပဲဆန္ဒရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပြက်စေမယ်ဆိုရင်တော့မဖြစ်မနေကွာရှင်းစာချုပ်ကိုချုပ်ဆိုထားတဲ့နဲ့တစ်ဖက်သက်အိမ်တော်စုစရာတွေကနေထုတ်လိုက်ရုံအိမ်တော်စုစရာတွေကနေပြီးတော့ခွဲထွက်လိုက်ရုံထုတ်လိုက်ရုံနဲ့တော့အလင်းများကွာရှင်းပြီးတော့မဖြစ်ဘူးလင်းများကွာရှင်းပြက်စေမှုတရားမဝင်ဘူးပေါ့နော်တကယ်လို့ကွာရှင်းပြက်စေချင်တာမျိုးနှုတ်ဦးဆန္ဒနဲ့ကွာရှင်းချင်တယ်ဆိုရင်လည်းကွာရှင်းစာချုပ်တွေမဖြစ်မနေချုပ်ဆိုပြီးတော့မှကွာရှင်းပြက်စေတဲ့နဲ့အ ဲ့လိုမှမဟုတ်ဘူးသူ့ဘက်ကမကွာပေးတာမျိုးဖြစ်တယ်ဆိုရင်လည်းကို့အနေနဲ့ပေါ့ရှင်နေရှိရတဲ့နေတိုင်ပင်ပြီးတော့မှတဖက်ရဲ့အိမ်တော်ရင်ပြစ်ချက်ပေါ်မှာမူတည်ပြီးတော့မှတရားစွဲဆိုပြီးတော့ကွာရှင်းလို့ရတယ်အဲ့လိုမျိုးပြပြတသားတွေဆောင်ရွက်ထားမှသာလေကွာရှင်းမှုပါတရားဝင်နေဆိုတာလေးကိုကြံမြင့်နေဆွေးနွေးပေးလိုက်ပါတယ်အားလုံးသားပြည့်ရှင်တဲ့နေ့လေးဖြစ်ပါစေ